โอเคကျွန်တော် YouTube မှာဗီဒီယိုလေးတွေမတင်တာကြာပြီဗောနော်အဲ့ခေဒီကနေ့ဒီဗီဒီယိုလေးမှာကျွန်တော်ကျွန်တော်အဲတွေ့ရှိထားတဲ့သတင်းလေးတစ်ပုဒ်ကိုပြန်လဲပြီးတော့ discuss ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အခုလက်ရှိအာနာတင်ထားတဲ့မင်းအောင်လိုင်းကနေပြီးမှပြည်သူနှုတ်ကိုပြန်ပေးဆွဲပြီးတော့မှပတ်စံတင်လျှောက်ဆယ်နဲ့ရွေးခိုင်းနဲ့အဲဖြစ်ရက်ကလေးကို ဖြစ်ခဲ့တယ်ဗောနော်အဲ့ဒါကတော့ဒီကျွန်တော်တို့ပြည်သူဖြစ်တဲ့ပြည်သူထဲကပြည်သူဖြစ်တဲ့ အဲကျွန်တော်မေအောင်လည်းကိုအပိထောက်ခံတဲ့ဘောမတွေကပဲဖြစ်ပါတယ်ဘောမတွေကနေပြီးတော့မာကျွန်တော်ဒီဒီဘောထိန်နေတဲ့ပောက်ကိုတော့ဘောနော်ပောက်ကဒုံးကိုတရင်ပေးပို့ထားတာဖြစ်ပါအဲ့ဒီဗီဒီယိုဖိုင်လေးကိုလည်းဒီပောက်ကဒုံးကနေပြီးတော့မာကျွန်တော်တင်ဆက်ထားတာကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့ကျွန်တော်ဒီဘောမတွေရဲ့ လောင်မြိုက်တန်စင်များဆိုပြီးတော့မှာခေါင်းစဉ်နေနဲ့ပါဒီဘာကြောင့်မေအောင်လည်းကအခုလိုပြည်သူတွေကိုဖမ်းပြီးတော့ပတ်စံနေနဲ့ပြန်ရွေးခိုင်းနေရတဲ့အကြောင်းရင်းကကြတော့ပထမတစ်ချက်ကျွန်တော်ဒီလေရင်ကိုအကျွေးစနစ်နဲ့ဝယ်ထားတဲ့အတွက်ကြောင့်မလို့လေရင်အကျွေးပတ်နေတယ်ပေါ့နော်ဒါကြောင့်မေအောင်လိုက်ဒီကျွန်တော်တို့ပြည်သူတွေကိုအခုလိုဖမ်းပြီးတော့မှာအငွေစားနဲ့ပြန်ပြီးတော့လဲလဲခိုင်းနေရလို့ထင်ပါတယ်ပေါ့နော်ပြောထားတာလေးရတယ်အဲ့တိုင်းပဲဆိုတော့ကျွန်တော်လည်းအတူတူဒီဗီဒီယိုလေးကိုကြည့်ကြည့်လိုက်မယ်နော် let's go တဲ့သူ့ရဲ့ရွယ်ချက်စာကတော့ဘုံဘုံကြီးဒါလေးကိုတော့လူကြီးတွေတီအောင်ပြောပြပါခင်ဗျာတဲ့တမတော်ပုံကြမှာဆိုလို့ပါတဲ့ပြောခင်းချင်းဖြစ်ပါလေဗျာနော်အစတော်နေကြနေပြီဒါကြီးနော်ဘာ2000မှာ25ည17နာရီခန့်ကတဲ့ရွှေပောက်ကန်14ရက်ွယ်ရန်ကုန်လမ်းထိပ်တက္ကစီအဖြူရောင်နံပါတ်မမတ်မိတက္ကစီနော်မှန်ပါလက်ထိပ်ခတ်ခေါ်ဆောင်သွားခဲ့ပါသည်တဲ့ ထို့နောက်မှတစ်ဆင့်မနက်၄နာရီတက္ကစီနဲ့တစ်ဆင့်နေပြည်တော်တို့ပို့ဆောင်ပေးခဲ့တယ်ဟုသိရသဖြင့်လိုက်သွားရမှာတိန်း60ဖြင့်ရွေးခဲ့ရပါတယ်တဲ့ထို့တို့ရွေးခဲ့ပြီးပြန်ခေါ်ခဲ့ရပါတယ်ဖရားတို့ဖြစ်ပါ၍တမတော်အာတမတော်ရဲ့ဂုံတိတ်ခါကြာဆင်းပါတဖြင့်ဖုံးဖုံးမှတစ်ဆင့်အထက်တမတော်ကတော့ဂျော်ဒီအာနာမသိင်ခင်ကတော့ဂုံတိတ်ခါရှိရင်ရှိလိုက်မယ်အာနာထိမ့်ပြီးတဲ့နောက်ပိုင်းပြည်သူတွေကိုမတရားညှပ်နှိပ်ဆက်ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ချင်း ဘာကုံတိတ်ခါမှမရှိတော့ပါဘူးသူတို့ကို ခွေးကအစကလေးကအဆုံးဘယ်သူမှလေးမလေးစားကြတော့ဘူးပေါ့နော်ဒါကြောင့်မိတ်ဆွေတို့လည်းအဲဒီနေရာမှာပောက်ကတုံးပြောသွားတာကဗာလဲကျော်ဒီကုံတိတ်ခါနဲ့ပြောသွားတယ်ဗာလဲဒါမဲ့တက်မတော်ဟာအာနာလုပြီးတဲ့အချိန်လေးကဆပြီးတော့အခုချိန်ဒီကုံတိတ်ခါမဲဆိုတာလောက်ရက်ဒီကိုလောက်နေတယ်ဆိုတာကိုသိစေချင်ပါတယ်ဆက်ကြည့်လိုက်မယ်နော်လူကြီးများသိစေရန် အခုဒီတော့ရှောက်ထားအပ်ပါတယ်ဖရားတဲ့ဒီပေါ့နော်ဒီကလေးတွေခေါ်ခမ်းရတဲ့ကလေးတွေကအဖအမိဥအောင်ကိုလည်းအမိအမိဒေါ်ညိုညိုဝဲအသက်16နှစ်နော်တာဝေယံထက်လူသားအသက်ကဝေယံထက်ပေါ့ဗျာခေါ်ဆောင်ရနော်နောက်တော့ဥကအဖအမိဥတန်လန်အမိအမိဒေါ်မြတ်ခင်အင်းလူသားရဲ့အမိကနော်30နဲ့မှ8နှစ်ပေါ့နော်30နဲ့မှ 30နဲ့မှ7နှစ်တောင်ရှိနေပြီနော်30နဲ့မှ7နှစ်မှတ်ပုံတွေအမှတ်ကကိုမြင့်ဆောင်မလလနိုင်12 651ဖန်းစီခေါ်ဆောင်ခံရသူမှဖန်းစီခေါ်ဆောင်ခံရသူမှငွေအားဥစမ်းဘူအားပြည့်ရခဲ့ပါသည်တဲ့ဖန်းစီခေါ်ဆောင်သွားတဲ့သူနောက်ကလိုက်ပြီးမှငွေနဲ့ရွေးခံခဲ့ရတယ်ပေါ့နော်ဥစံဘူဒီဘလိုလူမျိုးလဲဆိုတော့မတည်ဘူးပေါ့เนาะဒါနဲ့ဥစံဘူဒီကိုဒီကလေးဒီခေါ်ခဲ့ရတဲ့ နော်တိန်60ဖြင်းနဲ့တိန်60ဖြင်းခေါ်ဆောင်ခဲ့ခေါ်ဆောင်ခဲ့ရပေါ့နော်ဒါတယောက်သေးပဲနော်ပြန်ပြီးမှပြောမယ်သူနေတဲ့ရက်ကည7:00နာရီခန့်နဲ့နော်ရွှေပေါက်ကန်26ရက်4လပိုင်း2000နဲ့မှ25ဆိုတော့ဒါ9ရက်ပဲရှိသေးတယ်နော်อืมဒီညအချိန်မီအချိန်ကဒီကလေး2ယောက်အားပေါ့2ယောက်လုံးတယောက်ကို30နဲ့ရွေးခံခဲ့ရတယ်တဲ့အဲ့ဒီပတ်စံ30ရဖန်စီ ဥနေပြည်တော်ကဥဆန်းဘူဝပေးခဲ့ရပါတယ်တဲ့ဥဆန်းဘူဝဘာကြီးလို့တော့မတူဘောเนาะအဲ့တော့ပေးခံရတဲ့ဥဆန်းဘူငွေလက်ခံသူဥဆန်းဘူရဲ့ဖုံးမှာဒါလေးကိုတော့တိချမှတ်တော့เนาะဒီဥဆန်းဘူရဲ့အထက်မှာရှိအောင်မှာငွေလက်ခံသူရဲ့ဥဆန်းဘူရဲ့ဖုံးမှာတဲ့936 45 3996 846 45 3996 846 45ဖြစ်ပါတယ်เนาะ ဲ့တော့ပြောချင်တာကသူတို့ခေါ်ဆိုအသက်38နှစ်ဆိုတာလေစစ်မှုထမ်းဥပဒေနဲ့ပတ်တဲ့ဥပဒေနဲ့ပတ်တယ်တော့ကြော်လွန်သွားပြီနောက်တယောက်ကအသက်18နှစ်ဆိုတာလေ18နှစ်မပြည့်ရင်ခေါ်ဆောင်ခွင့်မရှိဘူးဥစဉ်တို့ဒီချို့ထိုင်းမှာဆိုရင်တက်20ခေါ်ဆောင်သွားတာရှိတယ်အသက်မပြည့်လို့ပြန်လွှတ်လိုက်တာရှိတယ်နော်အသက်မပြည့်လို့ပြန်လွှတ်လိုက်တာရှိတယ်အသက်ကျော်လို့ပြန်လွှတ်လိုက်တာရှိတယ်အင်္ဂါမစုံလို့ယောဂါရှိလို့ဒီမန္တလေးမှာဆိုလဲပြန်ထွက်တဲ့ဟာတွေအများကြီးရှိပါရဲ့နော်အဲ့တော့ဦးဇင်းတို့ဘာပြောချင်တာလဲဆိုရင်အခုဒါရန်ကုန်မြို့မှာဒါတွေကတအားခစ်စားနေတယ် ဥမာလိုင်းလိုင်းအားမှာဆိုလဲလိုင်းတရားလူမိုက်တရားနေမှာဒီလိုခေါ်ပြီးမှဒီအပ်ထားတွေဒါခဏခဏဥဒနုတ်ဒီမှာနိုင်သားတွေရောက်နေเนาะအဲနိုင်ငံတော်ကြီးကဲများနတ်သက်ကတာဝရှိပုဂ္ဂိုလ်များအနေနဲ့ ਆ လဲဒါတွေကိုထျောက်စွာရေးယူဖို့လိုအပ်တယ်လို့ဥစဉ်နေနဲ့ဒါပြောကြားခြင်းပါလေဗျာเนาะဥစဉ်နေနဲ့ပြည်သူတွေရဲ့ကိုစားရောတပ်မတော်ရဲ့ဂုံတိတ်ခါအတွေ့ရောပေါ့ဗျာဒါမင်းတရရဲ့ခံတောင်းဆိုခြင်းပါเนาะ စစ်မှုထံဥပဒေကိုအသက်ပြည့်လို့ခေါ်သွားတယ်ခေါ်သွားလို့ရှင်ဦးဇင်းတို့နေခင်းကဦးဇင်းတို့သူအကူကြီးတောင်းတယ်ဟိုပါပေါ့နော်ဦးဇင်းတို့ရဲ့ဒီဟိုပါပေါ့ဆလင်းဘက်ကဘုံဘုံဖရားတဲ့ဒီမန်နဲ့လေးကိုလာတဲ့ချိန်မှာတဲ့အဲ့ပေါ်အဲ့ခေါ်သွားတယ်ဖရားတဲ့တပြည့်တူလေးကိုအဲ့ဒါဘုံဘုံဘယ်လိုလုပ်လို့ရမလဲဦးမေလိုက်တယ်အသက်ဘယ်လောက်ရှိပြီတုံးလို့အဲ့နဲ့25နဲ့ဟာ25နဲ့နိုင်ငံသားပဲစစ်မှုထမ်းဥတွေထမ်းရမှာဗောလို့အမေကစစ်မှုထမ်းဥတွေထမ်းမှာဆိုမန်နဲ့လေးမျိုးကိုလာရင်မှရှောင်းတာလေးလို့ အဲ့တော့ဦးဇင်းတို့အနေနဲ့ဟုတ်လားအဲ့ဒီကလေးရဲ့သမှုထမ်းမှာအခက်အခဲရှိတယ်ရှေ့တန်းမှာလိုအပ်ချက်ရှိတယ်တင်းတန်းမှာလိုအပ်ချက်ရှိတယ်သားစရာအခက်အခဲတွေ့တယ်ငွေကြီးရဲ့အခက်အခဲတွေ့တယ်ဆိုရင်တော့ဦးဇင်းတို့တတ်နိုင်တယ်လို့ထိုက်နိုင်လို့ကူညီပါမယ်လို့အဲ့ကလေးကိုထုတ်ဖို့အဲ့ကလေးကိုဝင်နဲ့လိုက်ယူဆိုတော့ no ပါလို့နိုင်ငံသားမှရင်သမှုထမ်းဥပဒေဆိုတာပြဋ္ဌာန်းရမယ်လို့ဒါအသက်အရွယ်ရခေါ်ဆောင်သွားခြင်းဖြစ်တာကိုဦးဇင်းတို့လက်ခံလို့ရတယ်အခုလိုအသက်18နှစ်နဲ့38ပေါ့နော်လက်ကတယောက်က18နှစ် ိုခေါ်ရတာလားစစ်မှုထမ်းဥပဒေကြောင့်ခေါ်သွားတာလားဒါမှမဟုတ်ရင်ပြန်ပြီးဆွဲတာလားနေကြတာပြန်ပြီးဆွဲတာပြန်ပြီးဆွဲတာနေပြည်တော်ထိလိုက်ပြီးမှ30 30နဲ့နှစ်ဦးပေါင်း60နဲ့ရွေးခန့်ခဲ့ရတယ်ခေါ်ခံရတဲ့ခေါ်ငွေလက်ခံသူရဲ့ဖုန်းနံပါတ်မှာ936485ဖြစ်ပါတယ်ဗျနောက်သက်ကတာဝန်ရှိများအနေနဲ့ဒါ Okay တွေ့တဲ့အတိုင်းပဲเนาะဂျော်ဒီမင်းအွန်လိုင်းကမင်းအွန်လိုင်းရဲ့နောက်လိုက်ဒီနေမှာပေါ့ဗျာ ဒါပေမဲ့မင်းအောင်လိုင်ကဒါတွေကိုတိုက်ရိုက်ညွှန်ကြားနေလာတော့မသိဘူးပေါ့နော်။ Okay ။ဘာပဲဖြစ်ဖြစ်အခုလိုခင်မကောင်းတဲ့ခေတ်ကြီးမှာသူတို့အတွက်ကကြတော့ဒီဒီဘောမရဲ့အောက်ကအဆင်ဆင်ပေါ့ဒါသူတို့ຢາချီအဆင်ဆင်ရနေပြီမှာအခုလိုတွေလောက်တယ်သူကျွန်တော်ထင်ပါတယ်ဒါတော့အကြည့်ပြက်ချစားနေတဲ့ကောင်နေနေမှာပေါ့နော်။ Okay ။ဒီဗီဒီယိုလေးကတော့ဆောင်းအောင်ကြည့်ပြရအတွက်အလုံးကိုကျေးဇူးတင်ပါတယ်။တက်မတော်မှာခင်ဗျားတို့က တမမူလောအစင်ဟာရန်သူချေကိုဒူးတောက်ပြီးတော့အညံ့ခံရတဲ့ခေကာလအချိန်ခါမျိုးရောက်နေတာကိုပြည်သူလူထုရဲ့အကျိုးစီးပွားဒုက္ခကိုဘာတခုကာဝယ်နိုင်လဲအယောဒီမှာကျွန်တော်မေးကြည့်တာပါခဏတော့မှဘာမှခံချက်ပေးနိုင်လဲကျွန်တော်ခဏတော့မေးမယ်မနာနဲ့နောင်ချိုးပြန်တိုက်လို့ရပြီလား30 30ရပြီလား ကျွန်တော်ပြောတော့မနာနဲ့နော်ကျွန်တော်တို့အားထားရတဲ့တက်မလို့တည်းရဲ့လေကျွန်တော်သိမ့်ပြသမ်းပါကဲမရရားနေဟိုဘက်ကလက်ပံလာတို့စင်ကူးတို့တပိတ်ချင်းတို့မိုးကုတ်ကိုသိမ့်ပြသမ်းပါကဲတင်ရဇာတ်တို့တော့ပေါ်ကျွေးွားတဲ့မိုးကုတ်မျိုးကြီးသိမ့်ပြသမ်းပါမြင်းညာမျိုးမှာ PDF တွေထားတော့ကြောင်းနေတယ်မိုက်ကဲတို့ တက်ကြီးလို့ဆိုတဲ့ကောင်တွေနေရာတွေကိုချိန်မုံးပြတယ်မှာခမားတို့အရင်စွမ်းနေတယ်ဆိုရင်အယုတ်ဒီမှာအဲ့ဆိုခမားတို့ဘာလိုအပ်နေရလဲပြောနေလူကြီးကိုသူမရေရဟိုဘက်ကိုမရောက်တော့ဘူးအဖြစ်နေပြီဟုတ်လားနောင်ချိုဟိုဘက်နောင်ချိုတော့မသိနိုင်ဘူးဖြစ်နေပြီဥမာတခုပြောတဲ့လောက်လွယ်လားဆိုတော့ဟာခိမီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်စီတို့ဆိုတဲ့ 他妈的！好了，罗家别离了，罗家别离了，干嘛？还是东山啊？东山空的嘛？我跟你讲，真罗哩！哎呦他妈！八路啊，罗你骗的啊？人肉搏，去哪里来人肉搏？走！ အခုကိုရီးယားယောက်ျားကြာဆုံးသွားပြီယောက်ျားကြာယောက်ျားကြာဆုံးသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီအထက်လူကြီးတွေသိအောင်တော့ပြောချင်တယ်ကြာဆုံးသွားတဲ့ရေမေတွေအိုးအိမ်ယာတွေကိုနေရထိုင်ခင်းလေးကိုကြာကြာနဲ့နဲ့အပီးအစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးအစီရအောင်လုပ်ပေးလိုက်နော်လုတ်ပေးကြမှရှိလို့ချင်းတက်မြေမတူးကြော်ရဆိုတဲ့မြေတွေမှာအကြိုက်အဲ့နေရာတွေမှာအကွက်လေးတွေချပြီးတော့တထောင်လောက်ဖြစ်ဖြစ်စီပေးလိုက်ကြအပိုင်း လေးစရာရသွားလိမ့်မယ်နော်တက်ထဲမှာမိခိုးဆိုပြီးထက်နေရရင်ကျွန်တော်တို့လိုတရေတရာလောက်တက်တယ်တက်မတော်အာသွန်ကျိုးပန်းလောက်ခဲ့တဲ့လူတွေကမနေ့တနေ့ရဟာတွေရဲ့ဆက်ဆံမှုတွေအောက်မှာစိတ်သက်တည်ပြည့်အပ်ပြီးတိမ်ငယ်ပြီးနေရတာဖြစ်ချင်တာပေါ့ဒီနေ့မျိုးသားကြမလားကြသွားပြီနောက်နေ့ကိုရီအိုးရောက်ကြရဲ့ခန်းစားခွင့်အိုးအိမ် နေရဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆိုမောင်းထုတ်နေစရာမလိုဘူးအိမ်ဖဲခက်စရာလည်းမလိုဘူးဒီအိမ်လေးကိုဖယ်ပေးမှလည်းပြောနေစရာမလိုဘူးကိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရနောက်နေ့တန်းရင်ကော့ပြီးထွက်သွားမှာအဲ့လိုလူမျိုးတွေနောက်ကြားနေတောက်ပွဲမှာကြာသွားတာစစ်တိုင်းလို့သိလာလေနော် ဒါကိုမိခိုးอืมချက်ချင်း၆လပြည့်တာနဲ့ချက်ချင်းဟောတင်းချာဖြစ်သွားတာတတိမကြံခဲ့တဲ့ခုညီမတွေလေသူတို့မျက်နှာအရင်တိတိကြီးနဲ့တီးလန့်ဆာဆာနေခဲ့ကြရတာ